ဘောနဲ့ကြီးရဲဘက်စကန်မှလူမိုက်ကြီးများဂိုင်းကျုပ်ကြီးခေါ်တင်လာရွှေဘောနဲ့ကြီးရဲဘက်စကန်ဆိုတာမြမပြည်အနှံ့ကအကျဉ်ထောင်များစွာတဲကမှအစိုးရကထိတ်ခေါ်အမိုက်တကအမိုက်ဆုံးလူမိုက်ကြီးကိုပဲပို့တယ်နေရပါဘကူးမျိုးနဲ့ဆယ်မိုင်ကျော်ဝေးတဲ့ဖျားကြီးမျိုးလေးကနေဘကူးကျိုးမာတွေကိုဆယ်မိုင်လောက်ဆက်သွားရင်ဘောနဲ့ကြီးကြီးရွာဆိုတာရှိပါတယ်အဲ့ဒီဘောနဲ့ကြီးရွာဟာ2006ခုနှစ်မှာအမြန်လန်းစီမံကိန်းကိုအခြေပြုဖောက်လုပ်တဲ့နေရာပါ နှစ်ဖြားကလည်းပေါ်တောကလည်းနဲ့တဲ့အတွက်ဝင်ဆောင်အကျဉ်းသားတွေကိုအသုံးပြုဖောက်လုပ်ခဲ့ပါတယ်။အကျဉ်းဦးစီးကအကျဉ်းဆုံးဝန်ထမ်းတွေကိုပို့သလိုအကျဉ်းထောင်တကာကလူစိုးထိပ်သီးတွေကိုပဲပို့တာပါ။အဲ့ဒီလူစိုးတွေအားလုံးဖိမ့်ဖိမ့်တောင်းကြောက်ရသူကတော့ခိုင်းချုပ်ကြီးခေါ်တင်လာရွှေပါပဲ။ခိုင်းချုပ်ကြီးဟာအင်းစိန်ထောင်လူမိုက်ဝေဖြူလေးခေါ်ကြော်သူဆရာစောတက်ထွေးရဲ့စောက်ထက်ကလူမိုက်ကိုတက်ခဲ့သူပါ။တက်ခဲ့ပုံကတော့ကြော်သူဟာထောင်ကလွတ်လာတဲ့အခါ ထိုင်းနယ်စပ်မြဝတီကိုမပြောင်းပဲလိုင်သာယာမိခွေစည်းမှာလူမိုက်လုံနေပါဗါတယ်။အဲ့ဒီအချိန်ခိုင်းကြုတ်ကြီးဖြစ်လာမဲ့ကိုတင်လာရွှေဟာမိခွေစည်းထဲမှာထီးပြင်ပါတယ်။မိုးရွာသည့်တနေ့မှာကျော်သူဟာကိုတင်လာရွှေရဲ့ဆိုင်ထဲကိုရာမစုထီးမိမဆောင်အစုပ်တစ်ချောင်းနဲ့အတူရောက်လာပါဗါတယ်။ကျော်သူဟာကိုတင်လာရွှေရဲ့နှစ်ပေလောက်ရှိတဲ့ထင်းရှူးတက်တာဆိုင်ခုံပေါ်ထီးကိုပြစ်တင်လိုက်ပြီးဟဲ့ဒီထီးကိုခိုင်းချုပ်ပေးစမ်းအခုချက်ချင်းလိုရင်လည်းပတ်စံတော့မရဘူးဟဲ့ မဟုတ်မခံစေရှိတဲ့ကိုတင်လာရွှေဟာစက်ခနဲ့မော့ကြည့်လိုက်တယ်။ပြီးတော့သူကိုင်နေကြထီးချုပ်တဲ့အချောင်းကိုဆွဲယူလိုက်ပြီးဒီမှာကိုကျော်သူခမရထီးရခိုင်းနေမကောင်းတော့ဘူးကျွန်တော်အစ်စ်ပါလဲပေးလိုက်မယ်နော် ဆိုပြီးရရတင်းတင်းပြန်ပြောလိုက်ပါတယ်။ကျော်သူဟာပြုံးပြုံးကြီးပြန်အထွက်ချော်လဲပြီးကိုတင်လာရွှေရဲ့ထင်းရှူးပြတာပေါ်စိုင်လေးပေါ်ဖိန်ထိုင်လေးရဲ့ကြာသွားပါတော့တယ်။အဲ့ဒီအခါကိုတင်လာရွှေလက်ထက်ကင်ထားတဲ့ထီးခိုင်းအစ်စ်ကလေးဟာကျော်သူရဲ့ဘယ်ဘက်တင်မာလေးကို ရှော့ကနေစူးဝင်သွားပါတော့တယ်။ကျော်သူအဖြစ်ကိုမြင်တဲ့ကိုတင်ကရွှေဟာပစိုးကိုခတ်တုတ်တုတ်ဝက်ကျော်သူခင်မှာစိုက်နေတဲ့ထီကိုင်းကိုအားနဲ့ဆွဲထုတ်ပေးချိန်မှာတော့ကျော်သူဟာတော်တော်အီဆလန်ဝင်နေပါပြီ။တစ်စည်းလုံးကလည်းဝုန်းကနေအတန်ကြားလို့ကြိလိုက်ကြတဲ့အခါသွေးပင်နေတဲ့ထီကိုင်းကြီးကိုကာရင်ပြီးမတ်တက်ရက်နေတဲ့ကိုတင်ကရွှေကိုမြင်ရပြီးသူ့ခြေရင်းမှာပုံလျက်သားလေးဖင်ဦးတောင်းထောင်းနေတဲ့လူမဲ့မွေးဖြူလေးခေါ်ကျော်သူကိုတွေ့ရပါတော့တယ်။ဈေးလုံးညုံကြီးတွေရောက်လာပြီးသူတို့နှစ်ယောက်ကိုလူချင်းခွဲလိုက်ကြပါတယ်။ ောက်နေ့အကြံမှာတော့ကျော်သူဟာမိခိုင်ပေါ်ဝင်ပြီးသိသွားပါတော့တယ်။တင်ကရွှေကိုလည်းရဲကလူတက်မှုနဲ့ဖမ်းပါတော့တယ်။ထောင်ထဲရောက်တဲ့အခါကျော်သူကိုထိခိုင်းနေချုပ်ရင်းအမှတ်မတင်တက်ပစ်ခဲ့တဲ့ကိုတင်လာရွှေကိုအချင်းထောင်ထဲမှာဂိုင်းချုပ်လို့ခေါ်ရကနေအချင်းကြာလာတာနဲ့အမျှဂိုင်းချုပ်ကြီးလို့အမည်တွင်သွားပါတော့တယ်။ပေါတူးခေါ်အလုံးနွားကြီးဘောနယ်ကြီးရဲ့ဘက်စခန်းကဂိုင်းချုပ်ကြီးခေါ်တင်လာရွှေနဲ့ကန်းလာလူမိုက်အကြည့်လေးရဲ့ဆက်ရအနောက်လေးတို့ ညှိကြတဲ့အကြောင်းကိုမပြောခင်အဲ့ဒီလူမိုက်ကြီးနှစ်ယောက်စလုံးရှင်ရတဲ့လူမိုက်တယောက်အကြောင်းပြောပါမယ်သူကတော့ပေါက်တူးခေါ်အလုံးနွားကြီးပါဘောနဒီစကမ်းမှာတော့နွားကြီးဟေးဆိုတာနဲ့ဘယ်ချင်းသားမှချီးတောင်မပါရဲတော့ဘူးလို့ပြောစမဲ့ရှိပါတယ်တခိတခါကအလုံးဆိုးမြတ်ဆိုတဲ့လူမိုက်ကြီးကိုကြားဘူးကြမှာပါစံပြမဝင်ကားဆိုင်မှာအလုံးဆိုးမြတ်အသက်ခံလိုက်ရပြီဆိုတော့ပထမဦးဆုံးနာမည်ကြီးသွားတာကနွားကြီးပါနွားကြီးကအသားမဲမဲမျက်နှာလေးတောင်နဲ့ ွေးအေးရက်ဆက်တဲ့ဂျုံမျိုးပါ။နွားကြီးကဌာနလမ်းထိပ်မှာစိုက်ကားဂိတ်ထိုးပါလေ။တခါသားနွားကြီးဟာစိုက်ကားဂိတ်မှာထိုင်ပြီးချဲတွက်နေတော့စိုးမြက်ကဆိုင်ကင်နဲ့ဖြတ်သွားပါလေ။စိုးမြက်ရဲ့ဆိုင်ကင်ကရေအိမ်ကိုဖြတ်တော့နွားကြီးကိုပွက်တီစင်ကုန်ပါလေ။အဲ့ဒီမှာနွားကြီးလဲဝုန်းဆိုပြီးပစိုးဖြန့်ဝင်လိုက်ပါလေ။စိုးမြက်ကတော့တိအောင်မတိပါဘူး။ဒါစိုးမြက်နဲ့နွားကြီးတို့ရဲ့ပထမအကြိမ်တွေ့ဆုံမှုပါ။ဒုတိယအကြိမ်တွေ့ဆုံမှုကတော့ အလုံးစုံးလက်ရဲ့နောက်ဆုံးနိုင်များပါပဲအဲ့ဒီမနေ့အစောပိုင်းမှာနွားကြီးဟာသူ့ဖွံ့ကြောင်နေတဲ့ဆံပြတ်မဟွင်းကားဆိုင်က အပြူကြီးကမုတ်ဖက်ဝဲခိုင်းလို့လာပို့တာပါတိုက်တဲ့ဆန်ဆန်အလုံးစုံးညက်ကလည်းအဲ့ဒီဆိုင်မှာမဟွင်းကားစားနေပါတယ်နွားကြီးကမုတ်ဖက်ထုတ်ပေးပြီးပြန်ထွက်မှာစုံးညက်ကလှန့်ခေါ်လိုက်ပါတယ်နွားကြီးစုံးညက်ကိုရင်ဆိုင်တွေ့ပါပြီညီလေးဟင်းရင်နည်းနည်းလောက်မပြောဦးလေးပါထက်နည်းနည်းမင်းလေးနည်းနည်းထက်ပေးစုံးညက်ကအဲ့လိုပြောလိုက်တော့ နွားကြီးပောက်ကွဲပါပြီ။ဒါပေမဲ့လည်းစိတ်ကိုထိမ့်ပြီးစိုးမြင့်ထိုးပေးတဲ့ပကံကိုယူအပြူကြီးစီကမုံငင်းရေထဲ့ပါတယ်။ပစိုးကိုတင်းတင်းဝိတ်ဇပွဲပေါ်ကကက်ကြီးကိုလက်တစ်ဘက်ကကိုင်းလက်တစ်ဘက်ကမုံငင်းကပကံကိုယူပြီးစိုးမြင့်ရှိမှာတွားချပေးပါတယ်။ပြီးရာနဲ့သွေးအေးအေးနဲ့ကက်ကြီးကိုထုတ်မညက်ရသေးတဲ့နနံမင်းစီးလေးကိုပကံထဲကိုညှက်ထည့်ပေးဖို့လုပ်နေတော့အဖြစ်ပြက်ကတိတ်မြဲပါတယ်။လူသုံးယောက်ဝင်ခုတ်သွားတာစိုးမြင့်ကြီးခိန်သွားပါပြီ။ခုတ်ပြီးရာနဲ့အဲ့လူတွေကလည်း ဘယ်ပြောက်သွားမှမသိဘူးသူအလင်းလင်းနဲ့ဆုံးမြတ်ကြီးရှိမှနွားကြီးဟာကက်ကြီးတလက်နဲ့နန်းနန်းမင်းတစည်းကိုကာရင်ပြီးငူငူကြီးရက်နေပါတယ်ခဏနေတော့သတိဝင်လာပြီးသူ့စိတ်ကောက်ကိုတက်ခွာပြီးနင်းပြပါတော့တယ်ရဲတွေရောက်လာတဲ့အခါမှာငွေငါးဆိုင်ကအပြူကြီးကိုစစ်တော့တိရဘာမှမတိရပါဘူးရှင်ကိုဆုံးမြတ်ကြီးမဟင်းကလာစားတယ်ဟင်းတောင်းတယ်ကိုနွားကြီးကတွားချပေးတယ်ကိုနွားကြီးချပြီးတော့ကိုဆုံးမြတ်ကြီးတည်နေတာပါပဲရှင် အဲ့ဒီနေ့ကအလုံးတဝိုင်းနဲ့လူမိုက်တွေချားမှာတရင်တစ်ခုကနာမည်ကျော်သွားပါတယ်။နွားကြီးချလိုက်တာစိုးမြက်သေးပြီ။အဲ့ဒီနေ့လည်းမှာပဲစိုက်ကားဂိတ်မှာကြားထိုးနေတဲ့အလုံးနွားကြီးခေါ်မျိုးလင်းခေါ်ပေါက်တူးကိုရဲကစိုးမြက်တက်မှုနဲ့ဖမ်းပါတယ်။စခန်းကိုရောက်တော့ရဲကနွားကြီးကိုမေးပါတယ်။မင်းဝန်ခံလိုက်တော့နွားကြီး။နွားကြီးကလည်းလှုပ်ရင်းရင်ခံရတဲ့သူမဟုတ်လို့အခုလိုပဲသွေးအေးအေးနဲ့ပြန်ပြောပါတယ်။ကျွန်တော်ဝန်ခံပါတယ်ဘိုးလေး။ လုံးဘောလုံးကွင်းထဲကဂိုးတိုင်တွေဖြုတ်ခိုးပြီးယထာလန်နာကအညာသားတန်လိုတန်သားဆိုင်ကိုတွားရောက်မိတာကျွန်တော်ပါ35ကျက်ရပါတယ်သိတ်မကြပါဘူးစိုးမြက်ကိုတတ်ခဲ့တဲ့လူမိုက်တွေကလာဖန်းခံပေမဲ့ငွားကြီးကတော့ပြည်သူပိုင်ပစ္စည်းဖြည့်ဆည်းမှုနဲ့67နဲ့ထောင်ကြပါတော့တယ်ငွားကြီးလာချမှစိုးမြက်သေးတာပဲဆိုတဲ့စကားကထောင်ထဲအထိနည်းနည်းကြီးပါတယ်ခုနကအပေါ်မှာပြောခဲ့သလိုပဲဘောနယ်ကြီးရဲဘက်စခန်းရောက်တော့ငွားကြီးဟေးဆိုတာနဲ့ ဘယ်ချင်းလာမှအီးရောင်မပါရဲပါဘူး။နွားကြီးဟာဂေါ်ဘီခင်းတောင်ဝင်ယူထားတာပါ။ရဲဘက်အချင်းစကန်းဟာအိမ်နာတေချာမရှိသေးတာကြောင့်ကြုံရံခြုံနဲ့ဤပါကြတဲ့အချင်းသာတွေ့ရင်နွားကြီးကပေါတူးတလက်ကင်ပြီးကြောက်လာပါတယ်။ပြီးရင်ဤပါလိုတော့မပြီးသေးဘူး။ပေါတူးနဲ့ကော်ယူသွားပြီးဂေါ်ဘီခင်းလေးကိုမြေရောစာသွားသွားထည့်တတ်ပါတယ်။ဤပါကောင်းနေတော့နောက်ကနေဂေါ်ဘားကြီးနဲ့လာလာကော်ဖို့စောင့်နေတဲ့နွားကြီးကြောင့်အချင်းသားတွေဟာနွားကြီးအတန်ကြားတာနဲ့ဤမပါရဲပါဘူး။ကိုကပါနေတော့နောက်ဘက်ကနေပေါတူးကင်ပြီး ကိုကြီးကိုကော်ဖို့လာဆောင်နေတာဘသူကကြောလုံးမှာလဲတဲ့ဒါကတော့လူမိုက်တကာရှင်ရတဲ့ပေါတူးခေါ်နွားကြီးရဲ့ရာဇဝင်မှာပဲငမွေတို့ရဲ့လက်ဆဘကိုးရုံမရဲ့ဆောင်းဟာအဲ့ဒီတုန်းကခက်ခိုက်တုံအောင်အေးပါသေးတယ်ဘောနဲ့ကြီးရဲ့ဘက်စခန်းထဲကနှစ်ဖြားထားတဲ့သူတွေရဲ့တကက်ကန်ကြီးတန်တွေကလွဲပြီးတက်တိတ်ဆိတ်ဆိတ်ပါပဲတစ်ချက်တစ်ချက်ခြံစည်းရုပ်အဆက်ဘ ਹੁ ကင်းမြော်စင်ဘောကကင်းသမားရဲ့စစ်လိတ်မီးရဲရဲကလွဲပြီး န်ဝင်းကျင်ကအမှောင်အတိပါအာငမွေတို့ရဲ့တေပါပြီအတန်တကြီးတတန်ကြောင့်ငင်းငက်တွေတောင်လန့်ဖြန့်ကုန်ပါလေအကျဉ်းသားအလုံးကြီးပါလိုးလာကြပေမဲ့ကြောင်လုံးတော်ထမကြည့်ကြပါဘူးခုနအော်တန်ကြီးဟာကြံလို့တင်းကျန်တစ်ခက်ကနိုင်ဝဲကျော်လူမိုက်ရက်ခါကြီးရဲ့အော်တန်မန်းအားလုံးသိကြပါတယ်သူ့ကိုဖြန်ကြသွားတဲ့ဘိန်းဖြူအယောင်သမား၃ကောင်ကို၃လောင်းပြိုင်တက်ခဲ့တဲ့ရက်ခါကြီးရဲ့နာနာကျင်ကျင်နဲ့အာနာလိုက်တာ ငမွေရိုးရဲ့လို့အလန်တကြားအော်တန်းကိုအချင်းစကန်းတစ်ခုလုံးကကြားပင်မဲ့တွတ်တုံမြမှတ်လို့ကြပါဘူးငမွေရိုးလက်ဆဘလို့ဆိုတာထောင်ញမ်းကြည့်ရတဲ့လူတိုင်းသိကြပြီးသားပါဒါဆိုရင်ငမွေရိုးဟာဘယ်သူလဲခက်ကျွေးမှန်ရင်ဂျိုးရံမကင်းတယ်လို့လူမိုက်မှန်ရင်လည်းဒဏ်ရာမကင်းပါဘူးအင်းစိန်ထောင်တာယာဝတီထောင်နဲ့ဘောနယ်ဒီရဲဘက်စခန်းတို့လိုကျမ်းပေစိုးပေထိတ်ခေါင်လူမိုက်ကြီးတွေမှလည်းဇိုးခဲ့မိုက်ခဲ့တိုက်ခဲ့တက်ခဲ့ရာကနေရခဲ့တဲ့ဒဏ်ရာတွေအများကြီးပါ ိုင်မဲ့အဲ့ဒီလူမိုက်ကြီးတွေအလုံးမှာသူညီတဲ့ဒဏ်ရာကိုစီရှိကြပါတယ်။အဲ့ဒီဒဏ်ရာကိုပြပြီးဒါဘသူလက်ချက်လဲဆိုတာတညီတညွတ်ထဲဖြေကြမှာကငမွေရိုးဆိုတဲ့နာမည်ပဲဖြစ်ပါတယ်။ငမွေရိုးနာမည်အရင်ကတီကြီးခန့်ညာတဲ့။ငမွေရိုးဟာနာမည်နဲ့လိုက်အောင်တီကြီးခန့်ညာတဲ့ဥပဒေရုပ်ရှိပါတယ်။အသားညိုပေမဲ့စမတ်ကြတယ်။ဂျင်းမောင်းမီနဲ့တီရှပ်ကိုတသားနာနာဝတ်တယ်။နေကမျက်မှန်ကြိုက်တယ်။ဆင်မလိုက်ဝတ်သက်ယုံလူမိုက်တွေတခစ်ဆန်းရင်မှာငမွေရိုးဟာခြားတဲ့ပဲရှိပါသေးတယ်။ ကြည်မြင့်နိုင်90မှာကိုစန်းအိုးကိုစန်းနီတို့အဖွဲ့တွေရှိနေပြီးဇေမလိုက်ကအကြည်၄၀အနောက်လေးတို့အားပြန်နေတဲ့အချိန်မှာခြာတိတ်ငမွေတို့ဟာနေပြည်တော်ကြားကဖာပြီးထောင်ထားတဲ့တဲကုတ်ဝံတစ်ခုကိုအပိုင်စားယူထားနိုင်သူပါနှစ်ဖက်လူမိုက်တွေဟာငမွေတို့စောင့်ရှောက်ထားတဲ့ပြီးကိုခြေဦးတော်မှလှည့်ရဲကြပါဘူးဒါကဇလန်းရှိပါတယ်စင်မလိုက်ဝတ်သက်ရုံအုပ်စုမှာလက်အရင်ဆုံးဆိုတဲ့အနောက်လေးဟာတည့်ရတော့ငမွေရိုးပိုင်နဲ့ပြီးကိုဆက်ကြီးလာတောင်းပါတယ် ငမွေတို့ဟာတဲခိုကန်းရှိက PCO ဖုံးဆိုင်မှာစက်ကြဲအဖြူလေးနဲ့ဂျင်းမောင်းမြေအစုပ်လေးနဲ့ထိုင်ပြီးနဖာကလော်နဲ့နဖာကြီးကလော်နေပါတယ်။လူမိုက်အနောက်လေးဟာဗီမန်နေဂျာစီကမိုက်ကြီးခွဲပြီးပြန်အထွက်သွားမှာငမွေတို့ဟာခါးကျမ်းမှာထိုးထားတဲ့စာအုပ်ကိုဖွင့်လိုက်ပါတယ်။ပြီးတော့ PCO ဖုံးတဲ့နံပါတ်တစ်ခုကိုခေါ်လိုက်ပါတယ်။ဟယ်လိုကိုအနောက်လေးမိမလားဗျ။အင်းအခုပဲကျွန်တော်တို့ဘီးကပြန်သွားတယ်။ပြောမရဘူးအမရဲ့။ ဒီဟက်ကောင်မတွေကအကုန်အေးကိုက်နေတာအေးမကိုက်တော့မှကာလာလာယောဂါရှိကြတာပဲအခုကိုအနောက်လေးနဲ့ဝင်လဲစော်ကအရင်ကြံတော့တွေကအနူမောင်းသိရင်မိမ့်မလေအဲ့ယောဂါကူးတတ်တယ်အမယောက်ျားကိုကြည့်ပြောဒီဟက်တောင်းသွားတဲ့ပတ်စံနေလဲအမောက်အဲ့ရင်သတိထားကြိုင်တော့တော့ကြာအမပါကူးနေမယ်ဒါပါပဲခဏနေတော့လူမိုက်နောက်လေးဟာမျက်စိပြက်မျက်နှာပြက်နဲ့ပြန်လာတယ်သူ့ကြောင်းသားအကြည့်လေးတို့တိုက်လဲပါတော့ငမွေတို့ရာရော့ရော့ရော့ ခုနကငါယူသွားတဲ့ပတ်စံလေးငါမိမပါအခုဖုံးပြန်ဆက်ပေးစမ်းပါဟာခုနကငါဆက်ကြည့်ပဲတောင်းတာဘယ်စော်နဲ့မှမဝင်ပါဘူးလို့လုံးမဟုတ်ရင်အိမ်မှာကွာရှာနေလို့ပါကွာငမွေတို့ကကောင်းပြီလေတခုံးလေးပြောပြီးနားကလော်မပြတ်ဘူးတဲ့အဲ့နေရာစပြီးလူမိုက်ခေါင်းဆောင်တွေကငမွေတို့ဆိုရင်ဝေဝေရှောင်းနေဒီကောင်ခါးရကစောက်ထဲမှာသူတို့မိမတွေကိုဆက်သွယ်ရမယ့်ဖုန်းတွေရှိတယ်လေဒီလိုနဲ့ပြည်တန်စာမှုတွေနဲ့ငမွေတို့ထောင်ကြတယ် ထောင်နဲ့ရောက်မှငမွေတို့ဘာဆိုတာကိုသိလာကြတာအပြင်မှာစိုးပိမိုက်ပိဆိုတဲ့လူမိုက်ပကေးကြီးတွေဟာထောင်နဲ့ရောက်ပြီဆိုတာနဲ့ငမွေတို့ရှိတဲ့ထမင်းပုတ်ကိုလာရှာရတယ်အဲ့ဒါဆိုငမွေတို့ကမျှနေအောင်တွေးထားတဲ့ဇုံးကလေးနဲ့ဖန်ခွဲစာကိုလုံးနေအောင်တွေးထားတဲ့ဖန်လုံးလေးတွေကပုံစာထဲထည့်ပြီးကြောင်ကြတဲ့တဏှာကိုတွားကြတာပဲမယုတ်သိစကားငမွေတို့ထည့်ပြီးတဲ့ဂေါလီဆိုရင်အနာအကျင့်မြန်တယ်နေရာမှန်တယ်စိုက်ရက်ဖက်နေတယ်တဲ့ ဒါပေမဲ့ငမွေတို့ကလက်စတော့နည်းနည်းပြင်းတယ်။ပထမတစ်ချက်တော့အသေးခိုက်အောင်နားတယ်။အဲ့ဒါငမွေတို့ရဲ့တမိုင်းပဲ။ဂေါ်လီကိုဘယ်နေရာထည့်ရလဲဆိုတော့မသိသေးသူတွေကအသိသူတွေကိုမေးကြည့်ကြပါ။ကျွန်တော်အနေနဲ့ထည့်ရေးဖို့မသိတော့ဘူးထင်လို့ပါခင်ဗျာ။ဒီတော့ပြန်ဆက်ရရင်ထောင်ထွက်စိုးမှန်ရင်ငမွေတို့လက်ချက်အမာရွတ်တွေရှိကြတာကြီးပါပဲ။အခုလဲစောင်းနေအေးအေးမှဘောနဲ့ကြီးရဲ့ဘက်ကိုပြောင်းလာတဲ့လူမိုက်ရက်ခကြီးတယောက်ငမွေတို့ရဲ့လက်စကိုမိနေပြီလေ။အပိုင်းတက်မှာပြောခဲ့တဲ့ ခိုင်းချုပ်ကြီးနဲ့အနောက်လေးတို့ပြဿနာမှာငမွေရိုးရဲ့စနက်အဓိကပါတယ်ဆိုတာနောက်ပိုင်းခန်းနေကြရင်စက်ကြီးလေလာပါလိမ့်မယ်အခုတော့ခဏရင်မယ်အနောက်လေးကြည့်မြင်နိုင်လူမိုက်အကြည့်လေးကို လူသိများပေမဲ့သူ့ဆရာအနောက်လေးကိုတော့လူသိနဲလာပါတယ်အနောက်လေးဟာဘောနယ်ကြီးရဲဝဲစကန်ကိုမရောက်ခဲ့ပေမဲ့သူ့ចောင်းသားတော်တော်များများဟာဘောနယ်ကြီးစကန်မှာသူ့နာမည်အသုံးချပြီးဩဇာထူထောင်ကြပါတယ်ဘောနယ်ကြီးမှာဘရင်လုံနေတဲ့ ခိုင်းချုပ်ကြီးခေါ်တင်လာရွှေနဲ့အနောက်လေးတို့ထိတ်တိုက်တွေ့ကြတဲ့ကိစ္စမိွားမှာလဲငမွေတို့ရဲ့စနက်လေးပါနေပါတယ်။ဒါရင်မပြောခင်အနောက်လေးရဲ့ရာဇဝင်ကိုဖော်ပြပေးပါမယ်။ခုနကပြောခဲ့တဲ့ကျန်တော့တင်ကြိုင်းလူမိုက်ရက်ခါကြီးဟာဘိန်းဖြူတဲ့၃ယောက်ကိုတက်ပြီး1250ကျသွားချိန်မှာအဲ့ဒီတခွင်မှာအပိုင်စားလူမိုက်ရေလို့ထပ်မပေါ်လာသေးပါဘူး။1988ခုအရေးကြီးဖြစ်ချိန်မှာတော့ရက်ခါကြီးရဲ့နေရာမှာအနောက်လေးဟာနာမည်ကျော်ဖို့ဖြစ်လာပါတော့တယ်။ အနောက်လေးနာမည်တွင်ပုံကအနောက်လေးဟာငယ်စဉ်ကလေးကတကူလုံးမှာဖင်ကသူများထက်ကြီးပါတယ်။ဒါကြောင့်လမ်းလျှောက်ရင်အနောက်ပိုင်းကလေးနေပြီးဣပဲ့ဣပဲ့နဲ့ဟုအနောက်လေးလို့ခေါ်ရကနာမည်ရင်းအောင်မွန်ဆန်းကပျောက်သွားတာပါ။အနောက်လေးဟာစင်မလိုက်ဝတ်သက်ယုံကဝတ်သက်သမားယိုးယိုးပါ။ငယ်စဉ်ကလေးကမိန်းတစ်ချောင်းနဲ့ဝတ်ထိုးလာသူမှုလို့တက်တာဖြစ်တာမှလက်ရင်ပါတယ်။အနောက်လေးဟာသူ့ခန္ဓာကိုယ်နဲ့မလိုက်အောင် တွက်လက်တယ်။ခိုင်းချုပ်ကြီးတင်လန့်ရွှေနဲ့မတူတာက သူကတင်လန့်ရွှေလို့သွေးအေးအေး အကွက်မချဘူးပြည်သနာကိုဟောငနဲ့ဖြည့်ရှင်တတ်တယ်ဒီလိုအကျင့်ကြောင့်ပဲအနောက်လေးခေါ်အောင်မွန်ဆန်းဟာအရေးကြီးကာလမှာရဲ၃ယောက်ကိုခေါင်းဖြတ်မှုနဲ့ထောင်ကျသွားပါတယ်ဖြစ်ပုံကဒီလို88ကာလမှာအနောက်လေးဟာအသက်20ဝန်းကျင်မှာမိုက်သွေးနဲ့ဇာကလေးကရှိနေတော့အနီးနားလူငယ်တွေကသူ့ကိုဆရာတင်ထားကြပါတယ်အရေးခင်းမှာတချို့လူကြီးကအစိုးရကိုရောင်းလေးဖောက်ကြလဲနဲ့ဈေးတဝိုက်ကပိတ်ထားတဲ့ဆိုင်တွေကိုဝင်ဖောက်ကြလောက်ကြပါတယ် လူအုပ်ကြီးကဝင်လူနေပြီဆိုရင်အနောက်လေးဥဆောင်တဲ့ဝတ်သက်ယုံကလူငယ်တစုဟာဝတ်ထိုးတဲ့မင်းကြီးတရန်ရန်နဲ့ရောက်လာပြီးဟေ့လမ်းဖဲ့ကြစမ်းအဲ့ဒါငါတို့ဟာဒီငါဟာဒီဆိုပြီးအတီပေါင်းနဲ့ဝင်လာတတ်ပါတယ်လက်မောင်းနဲ့နှဖူးမှာအနီစည်းတွေစီးထားပြီးလက်ထဲမှာမင်းကြီးတရန်ရန်ဖင်းကြီးတုံတုံနဲ့ဝင်လာတဲ့အနောက်လေးနဲ့လူငယ်တစုကိုမြင်လာတဲ့လူအုပ်ကြီးကဘာမှမသိတော့ရှိန်ပြီးလမ်းဖဲ့ပေးကြပါတယ်လက်မောင်းနဲ့နှဖူးကအနီစည်းတွေကတော့ဘာတက်မက ဘာဖွဲ့စည်းရမှမဟုတ်ပါဘူးသူတို့ဟာသူတို့အိမ်တွင်းအုံကပိဿတွေကိုစီလာရတာပါပြီးတော့မှနောက်လေးတို့ကဖောက်ထားတဲ့ကိုတော်ကဈေးကြီးပြီဆိုတာတွေကိုကောင်းကောင်းကြီးရွေးယူကြပါတယ်အရေးကင်းကာလတွင်အယောင်းဝယ်တွေဖြစ်ပြီးအနောက်လေးဟာစီးပွားရေးကောင်းလာပါတယ်အရေးကင်းရဲ့အချိန်အမြင့်ဆုံးကာလမှာတော့အနောက်လေးနဲ့သူ့လူတစ်တိုက်ဟာကိုတော်ဖောက်တဲ့နေရာတွေကိုလိုက်ရှာရင်ဘင်းညောင်ဘက်မှာလူရုပ်စုရုပ်စုကြီးကိုတွေ့လိုက်ပါတယ်ထုံးစံအတိုင်းပဲအနောက်လေးဟာသူ့လူတွေကိုဘာမှပြောမနေတော့ပဲပင်ကြီးကိုင်းပြီ ဟေးဖဲကြဖဲကြအဲ့ဒါငါတို့ခါရီငါတို့ခါရီဆိုပြီးအတန်နဲ့ကြီးနဲ့ပြေးဝင်သွားပါတယ်လူကုတ်ကြီးလည်း share ကနေဝိုင်းဖယ်ပေးလိုက်ပါတယ်လူကုတ်အလေရောက်တော့ခေါင်းပြန်နေတဲ့အလောင်း၃လောင်းရဲယူနီဖောင်းနေနဲ့ခေါင်းကဘသူဖြတ်သွားပြီးဘယ်နာယူသွားမှမသိဘူးအနောက်လေးဟာခေါင်းပြန်မသား၃လောင်းရှိမှမင်းကြီးကိုင်းလို့တီတီကြီးရက်နေပါတယ်နောက်လှည့်ကြည့်တော့သူ့တပည့်ကျော်အုပ်စုကအလောင်းမြင်တာနဲ့ပြန်လှည့်ပြေးကုန်ပြီအဲ့ဒီအချိန်မှာဒိုင်းကနေတနတ်တန်ပေးပြီးစက်တက်ရောက်လာတယ် ူအုပ်ကြီးကပြေးတယ်။နောက်လေးလည်းပြေးဖို့ကြိုးစားတယ်။ဒါပေမဲ့အလောင်းနဲ့ခလုတ်တိုက်ပြီးချော်လဲတယ်။သွေးတွေကိုလူးလို့တက်နဲ့အတူတူပါလာတဲ့ရဲကအနောက်လေးကိုကောင်းကောင်းဝိုင်းတမပြီးဖမ်းလိုက်တယ်။ဒီလိုနဲ့အနောက်လေးဟာရဲသုံးယောက်ကိုခေါင်းဖြတ်မှုနဲ့ထောင်ထဲဝင်ရပါတယ်။အခင်းဖြစ်တဲ့နေရာမှာသွေးတွေလူးပြီးမှိန်ကြီးကင်ထားတဲ့သူမှတရားခံမဖြစ်ရင်ဘယ်သူဖြစ်မှာရောတကယ်တော့အနောင်လေးဟာသူဖြတ်တယ်ဆိုတဲ့ခေါင်းလေးဟာသပင်ဘာပုံညှက်ထားလဲဆိုတာတော့မသိလိုက်ရှာပါဘူးဒီလိုနဲ့အနောင်လေးဟာ ထောင်ထဲမှာလည်းပါဝါတက်ခဲ့ပါဗျ။နောက်10နှစ်ကြာမှာတော့အနောက်လေးကထောင်ကထွက်လာတဲ့အခါဆင်မလိုက် ကြီးမနိုင်တဲ့ကြောခေါင်းဖြတ်လူမိုက်အနောက်လေးဆိုပြီးသူ့တခက်ကိုထူထောင်လာတယ်။အခုတော့ငါတို့ဟာတွေငါတို့ဟာတွေအလုတ်ကောင်းလို့ထောင်ကြပြီးလူမိုက်ဖြစ်ခဲ့တဲ့အနောက်လေးဟာဒလဘက်မှာငါတို့စာပေးဆိုပြီးစာအုပ်အမားဆိုင်လေးဖွင့်စက်မြုပ်နေတယ်လို့သိရပါဗျ။နောက်တစ်ပိုင်းကိုတော့အနောက်လေးတစ်ပည့်တွေနဲ့ခိုင်းချုပ်ကြီးတင်လာရွှေတဲ့တစ်ပည့်ရင်းမြင့်၃កောင်လို့ကြီးကြတဲ့အကြောင်းကိုဆက်ရေးပါမယ်။ ရေမီးညီနောင်၃ဖော်ဘောနက်ကြီးရဲဘက်စကန်ဆိုတာမြန်မာတပီလုံးကစိုးပေမိုက်ပေဆိုတဲ့လူမိုက်ကြီးတွေစုဝေးတဲ့အရက်ဖြစ်လာတဲ့အခါမှာအကျဉ်းတော်ဝန်ထမ်းတွေဆိုရင်လဲတပီလုံးမှာရှိတဲ့ထောင်ဝန်ထမ်းတွေကကျမ်းပေရမ်းပေရက်ဆက်ပေဆိုတဲ့ဝန်ထမ်းတွေကိုပို့ထားပါတယ်ဒီဝန်ထမ်းတွေတဲကမှအရက်ဆက်ဆုံးအကျဉ်းတန်းဆုံးနဲ့အကျဉ်းသားတိုင်းကြောက်ရတဲ့ထောင်ဝါဒါ၆၀၀ပြန်တာထူးအကြောင်းမပြောခင်ရေမီးညီနောင်အကြောင်းအရင်ပြောပါမယ်သူတို့ဘိုးဟာမဆလာခက်က နိုင်မဲကျော်လူမကြီးပြုံတန်စာရင်မြင်းမှာအဲ့ဒီခက်ကတန်တရာမပူဆိုတဲ့ကြီးမြင့်နိုင်တဲ့စမ်းချောင်းချားကနိုင်မဲကျော်ပြည်တစာမကြီးကပြုံတန်စာရင်မြင်းလာပြီးဟဲ့ဆိုရင်တုံနေအောင်ကြောက်ရပါတယ်ကြောက်ဆိုပြုံတန်စာရင်မြင်းထောင်ကြတဲ့အမှုကလည်းနင်းနေရရမဟုတ်ပြုံတန်စာဘူတာမှာတန်လန်းကင်းတောင်ဝင်ကြတဲ့စစ်သားတယောက်စီကတနက်လှူတဲ့အမှုဗျတကယ်တော့ဥယျာဉ်မြင်းဟာပြုံတန်စာမျိုးကလည်းမဟုတ်ပါဘူးပြည်ဘက်ကလိုလိုပေါင်းတယ်ဘက်ကလိုလိုပါ သူကစစ်ဖလစ်ဖြစ်တော့စစ်တပ်ကထွက်ပြီးခြေဥတရာကိုရှောက်သွားပါတယ်။တပ်ကပါလာတဲ့လဆာကလည်းကုံတော့ပျော်တန်စာဘူတာနားတဝိုက်ရောင်းလဲလဲဖြစ်နေပါတယ်။လက်ထဲမှာငွေရလည်းမရှိ၊ဘိုက်ကလည်းစာနေချင်းတန်လန်းကင်းတဲ့ထဲမှာတနက်ထောင်းပြီးဟန်ကော်ရဲကထမင်းကိုစားနေတဲ့စစ်သားတယောက်ကိုတွေ့ပါတယ်။အဲ့ဒီအချိန်ရေမင်းဟာဘာမှစဉ်းစားမနေပဲစစ်သားစီတချိန်တိုးဝင်ပြီးလူပြေးပါတော့လေ။ငါစီကမန်းနဲ့တနက်လူပြေးတယ်မန်းနဲ့တနက်လူပြေးတယ်ဖမ်းညဖမ်းည စစ်သားတွေကအလံရထအော်တော့ဘူတာဘက်ကစစ်သားတွေလည်းပြေးလာပြီးရေမြင့်ကိုတနက်တွေနဲ့ချိန်ပြီးဝိုင်းဖန်လိုက်ကြပါတယ်လူတရုတ်တနက်လူလို့ဆိုပြီးဘူတာမှာလည်းအော်အော်တောင်းနေဖြစ်သွားပါတယ်စစ်သားတွေကရေမြင့်ကိုဖမ်းပြီးတဲ့ချိန်ကျရေမြင့်မှာဘာတနက်မှမတွေ့ပါဘူးစစ်သားလေးစားလက်စဟန်ကောကြိုင်မှတွေ့ပါတယ်ဟန်ကောကြိုင်ထဲမှာတော့ထမင်းနဲ့ထဝယ်ဒေသလို့တနက်ချင်ဘက်ပဲရှိပါတယ်တကယ်တော့ထဝယ်သားစစ်သားလေးဟာထမင်းနဲ့သူ့ဒေသကပို့လိုက်တဲ့တနက်ချင်ဘက်ကိုအားရပါးရစားနေတော့ အလူခံလိုက်ရလို့ထဝယ်တန်နဲ့ထမင်းနဲ့တနက်အလူခံရတယ်လို့អော်တာပါ။ဘာပဲဖြစ်ဖြစ်ဂျဲစခန်းချုပ်တဲ့ရောက်တဲ့အခါဘူတာမှာစစ်သားစီကတော့တနက်လူတဲ့လူမိုက်ကြီးရင်မြင်းဆိုပြီးပြွန်နန်စာဒေသခံတွေကြားမှာကြော်ကြသွားတဲ့ရင်မြင်းမှာထောင်ရတော့လဲတနက်လူတဲ့ရင်မြင်းကြီးဆိုပြီးထောင်သားတွေကရှိန်ညပါတယ်။ထောင်ကထွက်လာတဲ့ရင်မြင်းဟာရန်ကုန်တက်လာတဲ့အခါသူကျွမ်းကျင်တဲ့ဘူတာတွေတပိုက်မှာစက်စားပါတယ်။ဒါမှမဟုတ်ဖို့တော့ပတင်ညွန့်ပါဘူးတင်ကြီးစိလှပဲ ပြင်မြင်နိုင်ကြက်ကြားစသဖြင့်ရန်ကုန်ကရှေ့လူမိုက်ကြီးတွေကသူတို့ကြီးစိုးရဒေသတွေနဲ့နာမည်ကိုတွဲခေါ်တက်ကြပါတယ်။ဒါကိုသဘောကျတဲ့ရှင်မြင်းဟာသူတနက်လူတယ်ဆိုပြီးနာမည်ဆရခဲ့တဲ့ပြွန်တန်သာဒေသကိုအထူးပြုပြီးသူ့ကိုယ်သူပြွန်တန်သာရင်မြင့်ဘွဲ့ခံခဲ့ပါတယ်။မျိုးပဲယထာဘူဒါရီတလျှောက်လှုပ်ရှားနေတဲ့ပြည်တစားရီခေါင်းလေးစီကပြွန်တန်သာရင်မြင့်ကဘိုင်းကြီးကောက်ပါတယ်။ခေါင်းလေးကရင်မြင့်အကြောင်းစုံစမ်းတော့ပြွန်တန်သာဘက်မှာတနက်လူပြီးထောင်ကျလာတယ်လို့ကြားပေမဲ့ လူမိုက်အစ်စ်မဟုတ်လို့တိတ်ကြီးမဆိုင်ပါဘူး။ဒါပေမဲ့အဲ့ဒီအချိန်ကရဲတပ်ဖွဲ့ဝင်နေတဲ့ပိုင်လာပါကြီးရဲ့ဆိုတဲ့တန်တရာမပူတော့ပြုံတန်သာရေမြင့်ကိုလိုင်းကြီးပေးရပါတယ်ဆိုတဲ့တဲ့ရင်ကြာရောခေါင်းလေးပြည်သက်စာအိမ်ကြီးအားလုံးကပြုံတန်သာရေမြင့်ကိုလိုင်းကြီးပေးကြဖို့ဆုံးဖြတ်လိုက်ကြပါတော့တယ်။အစကတော့တန်တရာမပူဟာမနေ့တနေ့ကမှပေါ်လာတဲ့ရေမြင့်ကသူ့လိုမိုက်ရိုးရှင်းနေတဲ့ပြည်သက်စာခိုင်းချုပ်ကြီးကိုလာရှင်းနေဆိုပြီးအာခံပါသေးတယ်။တည့်ရက်တော့ကြည့်မနိုင်ဘူတာနဲ့စမ်းချောင်းချားက မပူရဲ့တဲအိမ်နန်းစီကိုရင်းမင်းကြီးပလီကလေးမှကိုင်းလေးဝါပြီးရောက်လာပါတယ်။သူလာတဲ့အချိန်မပူကစမ်းကြောင်စခန်းမှုကြီးမြင့်နိုင်နေတဲ့နှုတ်ကိုစားတော့ဆိုင်မှာလိုက်ဧကန်နေတဲ့အချိန်မှာရင်းမင်းဟာတာမန်ဖောက်တဲ့တယောက်လိုပဲလာပြီးအချိန်၄နာရီအတွင်းမှာကောင်မလေး၅ယောက်နဲ့အတူနေသွားတယ်လို့ဆိုပါတယ်။မပူစီမာကကောင်မလေး9ယောက်ပဲရှိတာပါ။ကောင်မလေးတွေကရေမင်းကိုမဟာဆွမ်းအားရှင်ကြီးဆိုပြီးအံ့ဩနေကြတာပေါ့မပူပြန်လာတော့ အစောပိုင်းကလာသွားတဲ့ထူးဆန်းတဲ့စူပါမန်လူစိမ့်ကြီးအကြောင်းပြောပြကြတယ်။ပြီးတော့အဲ့ဒီလူစိမ့်ကြီးကမင်းတို့အမေပုပြန်လာရင်ပြွန်နာသာရှင်မင်းလာသွားတယ်ပြောလိုက်လို့လဲမှားသွားသေးတယ်တဲ့။အဲ့ဒီမှာမဟပုကရေမင်းတော့သူ့ကိုစဆိုင်ခေါ်ပြီးဆိုတာသိလိုက်ပါတယ်။နောက်တစ်ပတ်အကြာမှာတော့ရေမင်းစရဲချတတ်တဲ့ဘူတာကြီးဘေးကရက်ဖြူဆိုင်ကိုချွေတွေတီးနေအောင်ဝတ်ထားတဲ့မပုကြီးစိုက်ကားတစ်စီးနဲ့ရောက်ချလာပါတယ်။သူ့နောက်မှာလဲစမ်းကြောင်းတွေက ယူမိုက်3-4ယောက်ကစပိန်ကိုစီနဲ့ပါလာပါတယ်။ရေမြအတခါဝဲတပိုင်းလာရတဲ့ BEDC အရက်ကိုကုံအောင်မောလိုက်ပါတယ်။ပြီးတော့တန်မြန်ရာတိတစိုက်ကိုကောက်ဝါလိုက်ပါတယ်။သူဝင့်နေကြပလီကက်ပစိုးကိုတင်းတင်းဝက်လိုက်ပြီးတန်တရာမပူကြီးကိုဖက်တွေ့ပါတယ်။ရေမြင့်ထွက်လာတာမြင်တော့မပူကြီးကလက်အုပ်ကလေးချီပြီးစစ်ကြီးခိုးပါတယ်မောင်မင်းကြီးသားရဲ့။နောက်ကျုပ်စီကိုမလာပါနဲ့။ကျုပ်စီဝါးကြီးကိုမဖြတ်ပါနဲ့တော့။ဟာမပူ ယုတ်ကပတ်စံပေးပြီးလာတာခမားစီအလကားလာတာမဟုတ်ဘူးခမားကောင်မလေးတွေကိုတန်ရတန်ကြီးပေးလာတာအမလီပတ်စံပေးလေမလာပါနဲ့နော်ကြောက်လွန်းလို့ပါစစ်ကြီးခိုးပါတယ်မနေ့တနေ့ကမှဘူဒနာရောက်လာတဲ့လူမိုက်လိုလိုဘာလိုလိုရင်းမြင်းဆိုတဲ့ကောင်ကိုဂျန်ကုန်းရဲ့နာမည်ကျော်ဂျင်မာကြီးတန်တရာမပုကလက်ဟုတ်ကလေးတချီချီနဲ့တောင်းပန်နေတာကိုဘူဒာတဝိုက်ကလူမိုက်တွေရောမပုနဲ့အတူတူပါလာတဲ့စမ်းညောင်းကလူမိုက်တွေပါခလန်းလန်းကကြည့်ရင်အံ့ဩနေကြပါတယ် ကျုပ်မလာစီချင်ရင်တော့ကျုပ်တောင်းနဲ့လာစင်ကြီးပြေးလေမင်းကဘလောက်လိုချင်သလဲတလအစိတ်ရွှေတကြက်သားကိုအရာလောက်ပဲရှိတယ်ခင်မာတလ25ကျက်ဆိုတာများပါတယ်ဒါပေမဲ့လည်းမပူကပေးဖို့ဆုံးဖြတ်လိုက်ပါတယ်မပေးလို့ယာယူလားပြွန်လန်လာရင်မြင်းသူ့ဘီကနေပြန်သွားတဲ့နေရာအစပြီးဟိုကောင်မလေး9ယောက်စလုံးကျိုးကုန်တယ်လေကျိုးတယ်ဆိုတာကာရာသားယောဂဖြစ်ကုန်တာကာရာသားယောဂဆိုတာအတုံးဆောင်ကနေတဆင့်လဲကူးတက်တာဆိုတော့ မပုစီမှာရှိတဲ့ကောင်းမလေးခုနှစ်ယောက်ထဲကရင်မြင်းစာကလွတ်သွားတဲ့နှစ်ယောက်ကိုပါကူးကုံရောလေရှိသမျှခုနှစ်ယောက်တွဲကြီးစစ်ဖလစ်ဖြစ်တော့ဈေးကန်ကိုတွားပြလူတွေရမြင်းဖောက်တယ်တွေကလည်းမပုဘီကစော်ရီကအကုန်စစ်ဖလစ်ဖြစ်နေတာဟဲ့ဆိုပြီးရှောင်းတော့မပုမှာနာမည်ပြက် quality ညံ့နေဆိုပြီးနာမည်ကြီးသွားတော့ဈေးကွက်မှာဖောက်တယ်ပြက်ပြီးဝယ်လိုအားတွေနည်းသွားပြီမပုမှာကလေးမခုနှစ်ယောက်ကိုကူးရတာပင်နီဆလင်ဘိုးနဲ့သက်စာဘိုးတွင်ငွေတရာလောက်ပြုတ်သွားတယ် ရင်တလားတစ်ခါလာနေရင်ကိုဝေတရာလောက်ပြုတ်မှာဆိုတော့တောင်းတဲ့အစိတ်ပဲပေးလိုက်မယ်ဆိုပြီးမပုဆုံးဖြတ်လိုက်ပါတော့တယ်။အဲဒီကစပြီးပြွန်နေတာရှင်မြင့်ဟာဆိုရှယ်လစ်ခက်မှာလူမကြီးတယောက်ဖြစ်နာမည်ကြီးလာရတော့တာပါပဲ။အခုမှဇလန်ရဲ့လူရင်းကိုရောက်ပါပြီ။ပြွန်နေတာရှင်မြင့်ဟာလူလေတယောက်ပါ။ဘူဒါတလျှောက်ဗီဒီစီကစက်ကြီးရတဲ့ငွေကိုစူးစောင်းပြီးမင်္ဂလာတောင်ညွတ်မဆလာဆက်မှတ်တိုင်ဘက်မှာအိတ်တလုံးဝယ်ပါတယ်။တပည့်တွေမွေးပါတယ်။ ရဲခွဲကောင်စီဥက္ကဋ္ဌရွေးခံတော့မဆလာဥက္ကဋ္ဌကြီးဖြစ်လာပါတယ်။ဘလောက်ပဲချမ်းသာပါစေမဆလာဥက္ကဋ္ဌကြီးရင်မင်းဟာသူ့ရဲ့အမှတ်တံဆိပ်ဖြစ်တဲ့ကာလာသားယောဂါကိုတော့လုံးဝမကုပါဘူး။ဒီလက်နဲ့နဲ့ငါဟာပြွန်နေတာရင်မင်းဆိုတဲ့လူမိုက်ထိတ်တိကြီးဖြစ်လာတာဆိုပြီးတက်တာယုံမဲ့စိတ်ကူပါတယ်။သူယူသမျှမိမာတွေကလည်းအကျိုးပေးတန်ပါတယ်။အကျိုးပေးတန်လဲဆိုတာအကုံကာလာသားယောဂါကုကုံလို့ဖာကျိုးကုံတာကိုပြောတာပါ။ပြွန်တန်စာရင်မင်းကြီးအသက်ကြီးရင်မှာတော့ မဆာရာဥက္ကဋ္ဌယာဒူလည်းပြုတ်ပါပြီ88ရေခင်ဖြစ်ပြီးချိန်မှာတော့ဂျင်းမြင့်ကြီးရဲ့ပါဝါကျပါပြီဒါပေမဲ့အရင်ကအာနာစည်းစိမ်လက်ကျန်လေးတွေတော့ရှိပါသေးတယ်လူမိုက်လောကကိုဂျင်းမြင့်ကြီးကနောက်ကနေချုပ်ကင်ထားတယ်ဆိုပြီးအတန်လေးကတော့ရှိနေပါသေးတယ်အဲ့ဒီနောက်တက်ကရစ်2000ဝန်းကျင်မှာဂျင်းမြင့်ကြီးရဲ့မြေသုံးယောက်စကန်းထလာပါတယ်သူတို့ကတော့ဂျင်းမြင့်ကြီးဂျင်းမြင့်လက်ဂျင်းမြင့်လေးတို့ပါသူတို့ကိုသူတို့အားလေပါသူတို့ကိုသူတို့အဖိုးက စစ်ဖလစ်ယောဂါပိုးအမွေပေးခဲ့ပါတယ်။ဒါပေမဲ့ပြဿနာကသူ့ဘိုးခက်ကသာစစ်ဖလစ်ကအသုံးဝင်နေတာပါ။အခုခေတ်ကျတော့ပြည်တစားပြည်ရမှာကွန်ဒုံးအကာအကွယ်တွေသုံးလာကြတော့စစ်ဖလစ်ယောဂါကထင်သလောက်အလုံးမဖြစ်တော့ပါဘူး။ဒါပေမဲ့လည်းအဖိုးဖြစ်သူလက်ထက်ကစည်းစိမ်နေနဲ့သုံးနိုင်ဖြုံးနိုင်နေတဲ့ရေမြင့်ညီကိုတွေဟာရန်ကုန်မြို့ထဲကကလပ်တွေဘားတွေစီမှာပိုးဝင်ခံမှာတော့လေ။အဲ့ဒီခေတ်ကသူတို့နဲ့ခေတ်ပြိုင်စကူးပိန်ခိုင်းဆိုတာကလည်းရှိနေပါတယ်။အကြောင်းမသိသူတွေကြားမှာတော့ စကူဘင်းကိုရေမင်းညီနောင်ကကျိုးကန်ထားတယ်လို့သတင်းကြီးပါတယ်ဒီလိုသတင်းကြီးရကိုလည်းရေမင်းညီနောင်ကပါရနေတာပါတကယ်တော့စကူဘင်းခိုင်းဟာတီးတန့်ခိုင်းတစ်ခုပါပဲဇိုးလောကမှာလည်းရေမင်းကြီးမြေးတွေဟာရေမင်းကြီးရဲ့အရှိန်နဲ့တဖြည်းဖြည်းနာမည်ကြီးလာပါတယ်ရေမင်းညီနောင်လာပြီဆိုရင်ကလကယောက်ျားမိန်းမကြီးငယ်မှန်သမျှကလွတ်ရာကိုအမြန်ရှောင်ရရစမြဲပါလို့မဟုတ်အနီးကနေမိရင်သူတို့နာကတ်မိရဲ့မိန်းမဆိုရင်ဖင်၌ယောက်ျားဆိုပေါင်ချံတဲ့က ချွေပန်းလေးကိုအားရပါးရကင်သွားတက်လို့ပါပဲ။တလက်တွေဘားတွေမှာရင်မြင့်ညင်အောင်ဟေ့ဆိုရင်လူကိုအလိုလိုရှင်းသွားစမြဲပါ။ဒီလိုသူတို့အမြင်မလာအောင်တလက်တွေကဆက်ကြည့်ပေးရပါတယ်။နောက်တော့ရင်မြင့်သုံးကောင်ထောင်ကြဖို့ဖြစ်လာပါတယ်။အမှုကတော့အရင်မိသက်ဝတ်စုံတွေခိုးသူတို့တပည့်စိုက်ကားသမားတွေကိုပေးဝတ်ပြီးမိခင်ကြီးလိုက်ကောင်မိရာကလက်ရှိရက်ွက်ဥက္ကဋ္ဌကတိုင်လို့အယောင်ဆောင်မှုနဲ့ထောင်ကြတာပါပဲ။ထောင်ကြပြီးတနေ့ကြမှာသူတို့ဘောနယ်ကြီးရဲဘက်စခန်းစီကိုရောက်လာကြပါပြီ။ ဘောနယ်ကြီးမှာရှိတဲ့လူမိုက်ပကေးကြီးတွေကရေမင်းကြီးရဲ့မြေးတွေရောက်လာတော့မယ်ဆိုတာနဲ့သူ့ထံကကြောင်းသားမွေးဖို့ကြိုးစားပါတော့တယ်။တချိန်ကနိုင်မကျော်လူမိုက်ကြီးပြုံနေစားရေမင်းရဲ့မြေးတွေကိုချုပ်ကင်ထားနိုင်တယ်ဆိုတာနည်းတဲ့ပါဝါမဟုတ်ပါဘူး။ဒီပါဝါကိုလူမိုက်တိုင်းကလိုချင်နေကြတာပါ။ရလွန်စေဘောနယ်ကြီးစခန်းမှာကလူမိုက်ကျော်သူဖင်ကိုထီးကိုင်းနဲ့ထိုးတက်ခဲ့တဲ့ဂိုင်းကြိုကြီးခေါ်တင်လာရွှေရဲ့ကျန်တော့၃လောင်းပြိုင်ရခကြီးရဲ့အလုံးနွားကြီးရဲ့ရှိနေပါတယ်။ရခကြီးကတော့ သူ့ဘာသာသူမိုက်ကုံနဲ့တီးတဲ့နေတဲ့သူမှလို့ပြဿနာမရှိပေမဲ့ဂိုင်းချုပ်ကြီးနဲ့အလုံနွားကြီးကတော့ရင်းမင်းကြီးမြေးတွေကိုចောင်းသားမွေးဖို့ကြံစီနေကြပါပြီ။အဲ့ဒီနေ့ကမနက်၈နာရီလောက်မှာထော်လာကြီးတစင်းဟာဘောနဲ့ကြီးရဲဘက်စခန်းရဲ့အဝင်ဝါးကဒုတ်ချောင်းကလေးကိုကြော်လာတဲ့အတန်ကြားရတာနဲ့အလုံချမ်းစခန်းကအကျဉ်းသားတွေအားလုံးတွတ်လို့ရော့ရဖြစ်ကုန်ပါလေ။ဂေါ်ဘီခင်းတဲ့ကနွားကြီးဟာသူ့လက်ဆွဲတော့ပေါက်ပြားကိုလက်ကကင်ပြီးအသင့်ပြင်ထားလိုက်ပါတယ်။ဂိုင်းချုပ်ကြီးကတော့ ပကိုးရိုးမတွေကရွာရီဘက်ကအသေးလေးလာလာရောင်းနဲ့ကောင်းရင်းချီတော့ကိုလက်ထပ်ကကြစ်ကြစ်ပအောင်ကင်ပြီးတောင်ရတဲတဲကနေထွက်လာပါတော့တယ်။ကဲနောက်ပိုင်းမှာတော့ခိုင်းကြုတ်ကြီးတင်လိုက်ရွှေနဲ့အလုံးနွားကြီးတို့ကြားကရင်းမြစ်သုံးကောင်လူပွဲမှာဘလို့တဲထဲရင်ဖိုးတွေဖြစ်လာမလဲဆိုတာစောင့်မျှော်ကြပါဗျာ။